American နိုင်ငံဟာစည်ရင်းဤပညာမှာအဆင်အမြင့်မားဆုံးသောနိုင်ငံများထဲမှတစ်ခုဖြစ်ပြီးတော့၎င်းတို့ရဲ့လေတက်မှခင်မီတိုက်လေယာဉ်များကိုအစမပြတ်မွမ်းမံနေခဲ့ပါတယ်။ယခုအခါမှာတော့ American လေတက်အတွက် F47 လို့အမည်ရသောစရမမျိုးဆက်ကိုပြောင်းဤပညာမြင့်တိုက်လေယာဉ်ကို ထုတ်လုံးနေကြောင်းသတင်းများထွက်ပေါ်လာခဲ့ပါတယ်။ F47 ဟာလက်ရှိ F22 Raptor နဲ့ F35 Lightning II တို့ထက်ပိုမိုတိုးတက်သောစွမ်းဆောင်ရည်များဖြင့် ပြေဆုံးမယ်လို့မျှော်လင့်ရပြီးတော့အနာဂတ်စင်ပြေပြင်းအတွက်အရေးပါမဲ့တိုက်ခိုက်ရေးလေးတစ်စီးဖြစ်လာလိမ့်မယ်လို့ခန့်မှန်းရပါတယ်။ဒါကြောင့်ဒီနေ့မှာတော့စေဝန်စားစရာကောင်းတဲ့အမေရိကန်ရဲ့နောက်ဆုံးပေါ်ဆရမမျိုးဆက် F47 ရဲ့အကြောင်းကိုပြေပြေဆုံးဆုံးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်၁ Strat Technology ကိုပြောင်းနည်းပညာ F47 မှာအစင်းမြင့်ကိုပြောင်းနည်းပညာ VNO စနစ်ပါရှိပြီးတော့ရန်သူရဲ့ radar စနစ်များမှာဒုံးဝဖမ်းမိရန်ခဲယံစီမှာပဲဖြစ်ပါတယ်။၎င်းရဲ့ဒီဇိုင်းဟာ radar line များကို ပြန်လည်ရိုက်ခတ်မှု radar cross section RCM များအားအနည်းဆုံးဖြစ်အောင်ပြုလုပ်ထားပြီးတော့လေယာဉ်ကိုယ်ထဲမှာလည်းအထူးပြင်းမဲ့ဖြစ်စေတော့ဒီဇိုင်းများနဲ့ radar စိုးဝင်နိုင်သောပစ္စည်းများ radar absorbent material RAM များကိုအသုံးပြုထားပါတယ်။နံပါတ်1 engine အမြန်နှုန်း F47 ဟာ adaptive cycling engine လို့ခေါ်သောစွမ်းရည်ထိရောက်မှုမြင်မာတဲ့အင်ဂျင်များဖြင့်တပ်ဆင်ထားပြီးတော့အချိန်နဲ့လောင်စာစားသုံးမှုကိုအကောင်ဆုံးချိန်ညှိပေးနိုင်ပါတယ်။ခမ်းမန်းကြီးအပြင် match 2.5t အမြန်နှုန်းဖြင့်ပြန်တန်းနိုင်မှာဖြစ်ပြီးတော့ super cruise after panama လို့အဖက်နဲ့ match 1.5အမြန်နှုန်းအထိမြဲတမ်းပြန်တန်းနေနိုင်မှာဖြစ်ပါတယ်။နဗတော AI နဲ့ Digital Snake များ F47 မှာညာရီတူ AI နီးပညာပါဝင်มาဖြစ်ပြီးတော့မောင်းသူမဲ့အဖြစ်လဲအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။၎င်းဟာတိုက်ခိုက်ရေးဆိုင်ရာဆုံးဖြတ်ခြင်းများ Combat Decision Making ကို AI ဖြစ်အလိုလျောက်လုံဆောင်နိုင်မှာဖြစ်ပြီးတော့ Digital Snitch များ Digital Flying by Wire ဖြင့်ပုံမိုတိကျသောထိန်းချုပ်မှုများကိုရရှိစေမှာလည်းပဲဖြစ်ပါတယ်။နဗလီလက်နက်စနစ်များ F47 မှာအတွန်းပိုင်းလက်နက်တူလောင်ကန်း အင်တာနက် weapon bay ပါရှိပြီးတော့လေရင်ကိုတဲ့အတွန်းမှာလဲဒုံးကြီးများဘုံများကိုထည့်သွင်းထားနိုင်ပါတယ်။၎င်းမှာ AIM 260 Joint Advanced Tactical Missile JATM ကဲ့သို့သောအနာဂတ်ဒုံးပစ်လက်နက်များနဲ့လေဆာနည်းပညာများကိုတပ်ဆင်အသုံးပြုနိုင်ပွဲရှိပါတယ်။ F47 ဟာနိုင်ငံတကာမှာတိုးတက်လာသောရန်သူလေတပ်များဥပမာဒီယုတ်နိုင်ငံရဲ့ J20 ရုရှားနိုင်ငံရဲ့ SU-57 တို့ကိုတတီရောက်တုံပြန်နိုင်ရန်ဒီဇိုင်းရေးဆွဲထားပါတယ်။ F-47 ဟာမောင်းတူလေယာဉ်မှုနဲ့မောင်းတူမဲ့စနစ်နှစ်မျိုးစလုံးနဲ့အသုံးပြုနိုင်မှာဖြစ်ပြီးတော့အန်ဒီရဲ့များသောစစ်စင်ရေးများမှာလူအသက်အန္တရာယ်ကိုလျှော်ချနိုင်မှာလည်းဖြစ်ပါတယ်။ F-47 ဟာ Joint All Domain Command and Control လို့ခေါ်တဲ့ JADC2 စနစ်နဲ့ချိတ်ဆက်ထားပြီးတော့အခြားသောလေယာဉ်များ၊ရေဒါများ၊လေတပ်နဲ့ကြီးတပ်တို့နဲ့ ချက်အလက်များကိုဖလှယ်နိုင်မှာလည်းပဲဖြစ်ပါတယ်။ညီကုံသုံးတက်မှုအနေနဲ့ F47 ဟာ American လေးတက်ရဲ့အနာဂတ်တိုက်လေယာဉ်အဖြစ်ရည်ရွယ်ထားပြီးတော့ကိုပြောင်းဤပညာ AI နဲ့ Digital စနစ်များကို ပေါင်းစပ်ကာစက်မြေပြင်မှာအနိုင်ရရှိရန်ဒီဇိုင်းပြုလုပ်ထားပါတယ်။ယခုအချိန်မှာ F47 နဲ့ပတ်သက်တော့အသေးစိတ်အချက်အလက်များကို American ကာကွယ်ရေးဌာနကအပြည့်အဝထုတ်ဖော်မပြသေးတော့လေ။လာမယ့်နှစ်များအတွင်းမှာ ကမ္ဘာအဆင့်မီတိုက်လေရင်အသက်တစ်စင်းအဖြစ် ပေါ်ထွက်လာမယ်လို့မျှော်လင့်ရပါတယ်။ F47 တိုက်လေရင်ဟာစေရင်ဤပညာမှာအမေရိကန်ရဲ့ဦးဆောင်မှုကိုထက်မှန်ခိုင်မာစေမိအရာဖြစ်ပြီးတော့အနာဂတ်စက်ပွဲများမှာအရေးပါသောအခမ်းအနားမှာပါဝင်လာမှာလည်းဖြစ်ပါတယ်။